ဒီအပင်လေးကိုလူတိုင်းတော့အာတိကြမှာပေါ့နော်ဒီအပင်လေးကမီကွန်းကမုံပင်လေးပါဒီမီကွန်းကမုံကဒီယောဂတော်တော်များများလေးကိုအာပေါ့နော်အတုံးဝင်တာပေါ့နော်အခုကြတော့ဒီမီကွန်းကမုံကိုဘာအတွက်အာပေါ့နော် ကောင်းစေတယ်လဲဆိုတဲ့ချက်ကလာပြီးမှမျက်ဝေပြပါမယ်ဒီသွေးကင်ဆာဖြစ်နေတဲ့တူပေါ့နော်အာတချို့ကြတော့ဒီအနောက်တိုင်းအနောက်တိုင်းဆေးတွေနဲ့ကုသလို့မရတဲ့အခါမှာစေအခုဒီမီကွန်းကမုန်းကိုပေါ့နော်အာအရက်လေးသူ့ရဲ့အရက်ရဲ့သူ့ရဲ့ပြင်စီလေးတွေကိုပေါ့နော်ကြည်ညက်အောင်ထုထောင်းပြီးတော့မှသူ့ကနေထွက်လာတဲ့ဒီတထုအရည်လေးကိုပေါ့နော်ဒီထမင်းစားစွန်း ဘောနော်တမင်းစားစွန်လောက်ရအောင်ဒီအာတတ်ထုဒီဘောနော်အာစတီစွန်ပဲဖြစ်ဖြစ်ကျေးစွန်မှာပဲဖြစ်ဖြစ်ပေါ့နော်အာသူ့ကိုအာအဲ့ထဲကိုထည့်ပြောင်းမှာအပူလေးကို ပေးပြောင်းမှာ အေးခံလိုက်ပါမို့နော်။အာကိုကဒီအေးခံပြီးသားပြီးတဲ့အခါမှာဆိုရင်ကိုကဒီဒီမီကွန်းကမုံရဲ့စီးရီလေးကိုမနဲ့ထမင်းမစားမီမှာတစ်ကြိမ်တောက်ပေးမယ်။ညထမင်းမစားမီမှာတစ်ကြိမ်တောက်ပေးမယ်ပေါ့နော်။ဒါမှမဟုတ်တနာရီရှားတစ်ခါအာသစွန်လေးကိုကိုကတောက်ပေးပြီးတပတ်မှာဆိုရင်ကိုကဒီ၃ရက်လောက်ကိုတလာတီတီကိုကတောက်ပေးမယ်ဆိုရင်ကိုဖြစ်နေတဲ့ဒီသွေးကင်စာလေးကိုတစ်ဖြည်းဖြည်းနဲ့ရောက်ကင်းတက်တာစီတာပေါ့နော်။ဒီမီကွန်းကမုံကြတော့ ဒီသူကဒီတွေးကင်စာတစ်ခုတည်းမဟုတ်ဘူးဒီနှာခေါင်းတွေးချင်တာတို့ပေါ့နော်စီရှိုးတွေပေါ့နော်ဒီအာစီကြောက်တဲ့တာတို့ပြောမှာအာပေါ့နော်ဒီလက်ခေါင်းဖြစ်တဲ့အခါမှာလည်းအသုံးပြုပေးလို့ရတာပေါ့နော်တိချေကတော့တိုင်းရင်းစေးပညာကိုမျှဝေပေးတဲ့တိချေဆန်